ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ရှင်တိုက်စစ်နေရာမှာ Liam Delap နဲ့ပတ်သက်ပြီးတော့ Manchester United ကအဓိကထားပြီးတော့ကြိုးပမ်းနေတာတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။ဒါပေမဲ့လို့ကျွန်တော်တို့လက်ရှိ Liam Delap က Manchester United ဆိုတာတဲ့ Chelsea ကိုပိုပြောင်းဖို့အတွက်နှိစက်မှုတွေရှိလာပြီးမကြခင်မှာသဘောတူညီမှုရသွားနိုင်တော့မယ်ဆိုတဲ့သတင်းတွေ report တွေကျွန်တော်တို့တခြားတွေ့လာရတယ်။ကျော်ဒီနေရာမှာ Chelsea တင်းရဲ့ပြည်သက်လေးဖြစ်တဲ့သူပြီးလို့ရှိရင် journalist တယောက်လည်းဖြစ်တဲ့ Jacob Span က report ို့လှုပ်ထားတာကဘာလို့ဒီ breaking news ဖြစ်ပါညာပေါ့ဗျာ Chelsea တင်းရဲ့ဘက်ကတော့ Liam Delap ကိုခေါ်ဖို့အတွက်အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေအပြီးမှာသဘောတူညီမှုတွေရဖို့အတွက်နှိဆက်လာပြီးဖြစ်တယ်ပေါ့ Manchester United ရဲ့ဥရောပပြိုင်ပွဲဝင်ခွင့်မရရှိခြင်းက Chelsea ကို Delap ကိုခေါ်ဖို့အတွက်ကြိုးပမ်းမဲ့နေရာမှာပို့ပြီးတော့အားသာစေခဲ့တာဖြစ်ပြီးတော့ United အတွက်တော့ဒါအားနည်းချက်ဖြစ်ခဲ့တာပေါ့လေဒါကြောင့် Liam Delap ကတော့ Chelsea ကိုပြောင်းဖို့အတွက်နှိဆက်မှုတွေရှိနေပြီဆိုပြီးတော့သူ report လုပ်ထားတယ် ဆိုအဲ့ဒါအပြင်မှာပဲ Fabrizio ကဒီလက်နဲ့ပတ်သက်ပြီးတော့အတစ်ထက်ပြီးတော့ report လုပ်လာတာက Chelsea ရဲ့ဘက်ကတော့ Liam Delap ကိုရဖို့အတွက်အမှန်ကန်ခေါ်နိုင်ဖို့အတွက်လက်ရှိတွန်းအားပေးကြိုးပမ်းမှုတွေကျွန်တော်ရှိနေတယ်။ Manchester United နဲ့ Chelsea နှစ်သင်းဟာ Delap ကိုခေါ်ယူဖို့အတွက်ကြိုးပမ်းတဲ့နေရာမှာစိတ်ဝင်စားမှုအမြင့်ဆုံးကလပ်အသင်းတစ်ခုဖြစ်တယ်ပေါ့နော်။လောလောဆယ်မှာဆိုရင် Chelsea ရဲ့ဘက်ကတော့ဒီ Liam Delap ကိုခေါ်နိုင်ဖို့အတွက်ကိုဦးစားပေးပြီးတော့ကိုကြိုးပမ်းနေတယ်။ မာရက်စကာဟာဒီကစားမပြည်သူကိုအင်မတန်သဘောကျတာကြောင့်လည်းဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်ကငွေကြီးပိုင်းအရာပဲကျွန်တော်ကြည့်ကြည့်လက်ရှိဈေးကွက်တွေကအချိန်ကြီးရပဲကျွန်တော်ကြည့်ကြည့်အသင်းတွေအသင်းတော်ဆုံးဖြစ်နိုင်တဲ့လီယမ်ဒီလက်ကချယ်ဆီကိုပြောင်းဖို့အတွက်နှိဆက်နေပြီဆိုတော့ကိုရီအတွက်ဒီနေရာဒီအပြောင်းအရွှေ့မှာတိုက်စစ်အားဖြစ်မှုနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့အတွက်သိအားရကျင်နေစရာမကောင်းတော့ဘူး ကျွန်တော် Vita Gugres ကလည်း Champions League ဝင်ခွင့်မရတဲ့အတွက်ကျွန်တော်တို့အသင်းကိုမလာခြင်းဘူးတခြားအသင်းကိုပဲသူပြောင်းဖို့အားအားတန်နေတယ် Liam Delap ဆိုလို့ရှိရင်လည်းပဲဒီတိုင်းပဲဟောနော်အသင်းနဲ့ဆွေးနွေးမှုတွေဘာတွေလုပ်ထားပြီးမဲ့သူဟာသူ့အတွက်အသင်းတော်ဆုံးဖြစ်မဲ့အသင်းကိုရွေးဖို့ကြိုးပမ်းနေတဲ့နေရာမှာ Champions League ဝင်ခွင့်ရထားတဲ့ Chelsea ကိုပဲသူပြောင်းဖို့အားတန်နေတယ်ဆိုတော့အသင်းတွက်ဒီနေရာဒီအပြောင်းအရွှေ့တိုက်စစ်ခေါ်တဲ့နေရာမှာဘယ်လိုမှအဆင်ပြေနေနိုင်မှုကျွန်တော်ရှိမနေဘူး နောက်ဆိုတော့အတင်းကဘသူ့ကိုထက်ပြီးတော့တိုက်စစ်နေရာမှာကျူးပန်းလာအောင်မလဲတော့ကျွန်တော်ကြည့်ရမယ်။ဒီဟာကကျွန်တော်တို့ဒီနေရာဒီအပြောင်းရွှေ့တစ်ခုလုံးမှာလုံးဝရိုးသွားလို့မရတဲ့အရာပဲ။အေးဗါလဲ။ Okay United ကတော့ဒီကစားမကိုခေါ်ဖို့အတွက် Champions League ဝင်ခွင့်မရလို့ပေါ့နော်။ဒါအချီနေနေတယ်ဟိုသင်းနဲ့ပြိုင်ခေါ်ဖို့မလွယ်ဘူးဗညာ။အဲ့ဒါတွေကဒီနေရာဒီအပြောင်းရွှေ့ကျွန်တော်တက်လျှောက်လုံးကြားမှာဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေဒီနေရာဒီပြောင်းချွေတစ်ချက်တစ်လျှောက်လုံးကြားမယ်အရာတွေတစ်လျှောက်လုံးကြားမှာစိတ်ချဘာလို့လဲဆိုတော့ ဟိုလက်ရှိ D lab တို့ဘာလို့လူကစားမားတွေကပါအဲ့လိုဖြစ်နေပြီဗျာဆိုတော့ကိုအသင်းရဲ့အခြေအနေလည်းညီတို့တည်တာပဲအဲကြောင့်လည်းကျွန်တော်တို့အဲ Champions League ဝင်ခွင့်ဒီနွေရာသီအပြောင်းအရွှေ့အတွက်အလုံးလုံးမဲ့နေရာမှာ imminent အရေးကြီးတယ်လို့ကျွန်တော်ပြောထားတာဆိုတော့အခုတော့ကျွန်တော်တို့နေပေါ်ဖို့အတွက်ဟာအရာရာဒီခဲရင်လာပြီအဲကျွန်တော်ကတော့ဘာနော်အသင်းအနေနဲ့ D lab တို့ဘာလို့ကိုတိုက်စစ်ကမဲရတော့ဘူးဆိုတော့ဘသူဒီကိုထပ်ပြီးတော့ကျူးပန်းနိုင်လဲကျွန်တော်တို့သတင်းထွက်တာဆိုလို့၃ယောက်ပဲရှိတယ်ဗျ Liam D lab ရှိမယ် ပြီးရင်ကျွန်တော်တို့ကအဲ Victor Osimhen ရှိမယ် Victor Gyökeres ရှိမယ်နံပါတ်1 Victor Gyökeres ကကျွန်တော်တို့အတွက်ဘလို့မှချမ်းမရှိဘူးနံပါတ်1ပန်းပေါင်သန်း60လောက်ကျမှာရယ်နံပါတ်2ခုနကပြောတဲ့ Champions League ဝင်ခွင့်တွေမရမှာရယ်ကစားသမားကလည်း Arsenal တို့ဘာလို့ကိုပြောင်းဖို့အတွက်စိတ်အားထက်သန်နေတာမျိုးတွေတွေ့နေရတယ်ဆိုတော့ Gyökeres တို့ဘာလို့ကအဆင်မပြေဘူးပေါ့နော်ဘယ်တော့မှအဆင်မပြေခဲ့ဘူးဟိုဘန္နာကြီးကန်တာဘတ်ကပဲကျွန်တော်ကြည့်ကြည့်ကိုအသင်းရဲ့အချင်းကြီးရပဲကျွန်တော်ကြည့်ကြည့် အဆင်ပြေခဲ့တာမျိုးကျွန်တော်မရှိဘူး။ဒါပေမဲ့လို့လက်ရှိဒီလေ DM Dilak ကတော့ကိုရီတွက်အဆင်ပြေမလို့ဖြစ်ခဲ့တာသူတပြင်းတော့ဘယ်လိုပြောမလဲဒီပေါင်တန်း30လေးကျွန်တော်ကယောကြီးပြီးမယ်။ Dilak ရဲ့ဒီ agent နေเนาะကျွန်တော်ရှိနေဒီနဲ့ကိုစလေဒီနဲ့လေကိုရီကြားထဲမှာအဆင်ပြေတယ်လို့ကျွန်တော်ဖြစ်ခဲ့တာ။ကစားမရဲ့အဆုံးဖြတ်ချက်ပဲကျွန်တော်ကြံတော့တာ။အဲ့လိုမျိုးမှတော့မှအဆင်မပြေဘူးဆိုတော့ဗီတာအိုစီမန်တို့ဘာလို့ဆိုလို့ရှိရင်လည်းပဲအိုစီမန်လည်းပဲအသင်းပြောင်းမဲ့ပြောင်းတော့ချန်ပီယံစ်လိဝင်ခွင့်ရတဲ့အသင်းတွေသူပြောင်းမှာပဲနာပိုလီတန်ကိုရီပြရမဲ့တန်ကြီးကလည်းကျွန်တော်တို့မနေဘူး ဆိုတော့အတင်းပတ်ကပေါ့နော်တိုက်စစ်မှုစစ်စစ်ဝဲဘူးကျူးပန်းတဲ့နေရာမှာဒီຫນွေမှာတော်တော်လေးကိုအခက်တွေ့လာတဲ့ဒါကလည်းကျွန်တော်တို့မျှော်လင့်ထားတဲ့အရာပါအခုကတိုက်စစ်တင်မဟုတ်ဘူးပေါ့နော်ဘယ်နေရာကသူ့ကိုပဲခေါ်ဖို့ကျူးပန်းကျူးပန်းချန်ပီယံစ်လိဝင်ခွင့်မရလို့ဆိုတာကြီးကအတင်းအတွက်ခဏတိုင်းကြားမယ့်အရာကြီးတခုတော့ရှိတာပေါ့ဗျာတိုက်စစ်မှုကတော့ရှားတယ်တိုက်စစ်မှုကဈေးကွက်မှာရှားတယ်အဲဒီမဲ့လို့ပေါ့နော်တခြားနေရာတွေဖြစ်တဲ့ဝင်းဘက်စ်ပဲကြီးကြီးကွင်းလေပဲကျွန်တော်တို့ကြီးကြီးဆန်နဘက်ကိုသူမဒီနေရာတွေဟာ ဈေးအမျိုးမျိုးနဲ့ပေါ့နော်ကျွန်တော်ကစားမအမျိုးမျိုးကိုကျွန်တော်ခေါ်လို့ရတယ်တိုက်စစ်ကကျွန်တော်မဟုတ်ဘူးညီဥရောပမှာတိုက်စစ်မူကောင်တယောက်ကျွန်တော်ရှိနေပြီဆိုတာနဲ့အဲ့ဒီကစားမသည်တန်း40ကနေတန်း60အတွင်းကျွန်တော်အ ਨੇ ဆုံးပေးရတယ်ပါမန်ခြေသွမ်းပြနိုင်ပြီတရားဒီကို90လောက်တွင်းထားတယ်เนาะဂိုးပါဝင်ပတ်သက်မှု32ဂိုးလောက်ရှိတယ်ဆိုလို့ရှိရင်အိုက်ကောင်တန်း60ပဲအိုက်ကောင်တန်း60ပဲပြည့်မလို့ဘူးအဲ့တော့တိုက်စစ်ကပေါ့နော် quality striker ဖြစ်မယ်ဆိုရင်ຫນွေမှာတော်တော်ကိုရှားသွားပြီး เนาะကျွန်တော်တို့ဈေးဈေးစတာတဲ့ကစားမှာပေါ့เนาะနောက်တစ်ခုကအသင်းကဒီတိုက်စစ်နဲ့လဲဆက်သွားလို့ကျွန်တော်မရဘူးတိုက်စစ်ကတော့ပြောင်းလဲမှကိုကျွန်တော်ရမှာဒီလိုက်ကျွန်တော်တို့ဒီလက်ရှိ Resman Highland တို့ဘာလို့ဥဆောင်နေတဲ့အတိုက်စစ်ကဘလူးမန်အသင်းတွေစိတ်ချတဲ့အခြေအနေမျိုးမှာကျွန်တော်ရှိမနေဘူးဒါလက္ခဏာကောင်းနေပုံစံကောင်းနေတော့ကျွန်တော်ဟုတ်မနေဘူးပေါ့เนาะအရောက်ဒီအတင်းဘက်ကတော့ဆက်ပြီးတော့တော့တိုက်စစ်တီရှာဖွေဖို့ဂျူပန်မှာပဲချယ်ဆီတို့ဘာလို့ကလည်းငွေကြေးလဲတက်နိုင်တဲ့ချန်ပီယံစ်လိဝင်ခွင့်ရတဲ့ မာရက်စကာကိုရင်ကလည်းသဘောကျတယ်ဆိုတော့ဒီကစားမကချက်စီကိုရောက်ဖို့ပဲအချိန်ကြီးများပါတယ်ဆိုတော့ကစားမရဲ့ဆုံးဖြတ်ချက်တွေကိုကျွန်တော်တွေ့ရမယ်ဒါပေမဲ့လို့ကစားမကချက်စီကိုပြောင်းဖို့အတွက်နှိဆက်မှုတွေရှိနေပြီလို့ကျွန်တော်သိရတယ်ဆိုတော့ညီကတို့အနေနဲ့ရောနွေရာသီပြောင်းရွှေ့မှာအသင်းအနေနဲ့ဘယ်တိုက်စစ်မှုကိုအရောက်ခေါ်ဖို့အတွက်ကြိုးပမ်းသင့်တယ်လို့ကျွန်တော်ထင်ကြတယ် Geocresto LMD Lab တို့နှစ်ယောက်စလုံးကလက်ရှိမှာအသင်းဘက်ကမရနိုင်တဲ့အချိန်မျိုးရောက်နေတယ်ဆိုတော့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်